မင်္ဂလာပါခင်ဗျအရိယာမြန်မာကနေပြီးတော့အော်တိုဘာလ3ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့စီးရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအောက်မြုပ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရတဖွဲ့ဝင်များပြည်သူနဲ့ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်နေလို့ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရတဖွဲ့ဝင်တွေဟာပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတာဖြစ်တဲ့အတွက်ရတဖွဲ့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရေးချင်း အရေးသေးတွေပြင်ပြည်သူနဲ့ဆက်ဆံရေးပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းနားလည်ကောင်းမွန်နေဖို့လိုတယ်လို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အကြံတားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကအော်တိုဘားလတရက်မနက်ပိုင်းနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပတဲ့62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအခမ်းအနားမှာပြောကြားခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့တပ်မတော်ပြည်သူတို့နဲ့အတူအကြံဖက်ချိန်မွေးရေးကိုပုံမှုလက်တွဲပူးပေါင်းဆောင်ရွက်ဖို့လေး ထားသွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရည်မှန်းချက်တာဝန်လေးရဲ့လုပ်ငန်းတာဝန်6ရက်တို့ကိုအောင်မြောင်အကောင့်ထဲပေါ်ဆောင်ရွက်သွားချဖို့လည်းတိုက်တွန်းကြောင်းရွေးကောက်ပွဲအောင်မြင်သာကျင်းပနိုင်ရေးပြည်သူ့လုံခြုံရေးကိုအလေးထားဆောင်ရွက်ဖို့လိုအပ်ကြောင်းငွေစည်းထုတ်လုပ်နိုင်တဲ့အရင်းမြစ်တွေကအစဖော်ထုတ်ရှင်းလင်းနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းဗိုလ်ချုပ်မှုကြီးမြောင်လိုင်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ခန်းနာမှာဗိုလ်ချုပ်မှုကြီးမြောင်လိုင်ကော်မရှင်ဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးမျိုးစောနဲ့ ကော်မရှင်ဖွဲ့ဝင်ပြည်ထောင်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်တို့ကဂုံလူဆောင် စုတစိမ့်နဲ့ဂုံပြုစုတစိမ့်ရရှိသူများကို စုများအသီးသီးပေးရချီးမြှင့်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ကတော့ဘကိုးဆက်မှုစုံမှာ EV ကားများတက်ဆင်ထုတ်လုပ်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ဘိုးတိုင်းဂုံမြုပ်ဘကိုးဆက်မှုစုံမြင့်မြတ်မောင်ကုမ္ပဏီလီမိတက်မှာ SKD စနစ်ဖြင့်ပြည့်စစ်သော ော်တော်ယာဉ်များထုတ်လုပ်တက်စင်နဲ့ဆက်ယုံဒေါန်ဖန်တစိမ့်နဲ့ EV ကားများကိုတက်စင်ထုတ်လုပ်လျက်ရှိပါတယ်။ထို့သို့တက်စင်ထုတ်လုပ်နေကွာမြို့သားဆင့်တက်စစ်သုံးရင်းနဲ့ဆက်ဆက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌစက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းမှအော်တိုဘားလ၂ရက်မွန်လယ်ပိုင်းမှာသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ထို့နောက်ဆက်ယုံနေဖြင့်မော်တော်ယာဉ်စိတ်ပိုင်းများကိုတတ်မှတ်သည့်အတိုင်းပြည်ပမှတင်သွင်းတက်စင်ထုတ်လုပ်နေုံဖြင့်ဂျင်းနဲ့မနေပဲ ော်တော်ယာဉ်များရဲ့အချို့အစိတ်ပိုင်းများကိုပြည်ထဲမှာကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အထိစူးစမ်းရမယ်လို့စက်ယုံတာဝန်ခံများအားမှောက်ကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းဒီပုတ်ကတော့အမြင့်ဟောင်းတောင်ဘက်သောတာပန်ရွာရှိအကွဲနေတဲ့မန်ဖျားအိုယုဇီရီမှာငွေပီလာနဲ့အမိမသိသောပစ္စည်းများကိုတွေ့ရှိရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးမိုးရခရိုင်ချောင်းမြို့နယ်အမြင့်မြို့ဟောင်းတောင်ဘက်သောတာပန်ရွာရှိ ကွဲနေသောမန်ဖျားဟိုရိုးစီပြီးမှငွေပေလာနဲ့အမိမသိသောရှီအောင်ပစ္စည်းများကိုတွေ့ရှိကြောင်းကိုဘကဖွဲ့ထံမှသိရပါတယ်။ဇေဒီတော်ထီတော်ဖောင်းရတော်မှမင်းရဲ့ဆရာတော်ကြီးရဲ့ငွေပေလောဟပနာဟုယူဆရသောဖျားဆင်းလို့နဲ့အမိမသိရသေးသောပစ္စည်းတစ်ခုတွေ့ရှိကြောင်းသိရပါတယ်။ငွေပေလာမှာအမြင့်တောင်နှစ်ဖာလုံးကွာမြန်ရက်စွာမူနီဤအောက်ချင်းနှစ်တောင်မှာတွေ့ရှိလျက် ေဖရားကိုထပ်ပွားတရားမူစေတနာပြု၏ဟန်စုကြောင်းတော်ဓမ္မေတော်နှင့်ဝေဘောပေလအသေးချာကကောဇာထားရန်နှစ်ပါးမှတ်ခင် စီကာစင်သည်နောင်တွင်သိဖို့နှစ်ချိုကကောဇာတက်ကတဲ့3008တကူလဆုံးနှစ်ရက်အင်္ဂါနေ့အသက်54နှစ်ရှိမင်းရဲ့ဘုန်းကြီးဥပဇနာထမှန်ပြင်ထားတီထားကိုကိုွယ်တယ်လို့ရေးသားထားပါတယ်။အမိုင်းဝင်နေရာတရားပတိမင်းကြီးကိုကိုွယ်ခဲ့တဲ့ မန်ဖျောက်ဦးရိုးစီတော်ကြီးဟာငလင်ထံကြောင့်ထီတော်အကွယ်တင်းဆောင်သွားရမှာကိုပကအဖွဲ့ဝင်များထီတော်အသည့်တင်းလုံးနိုင်ရန်ဖျားပရဝုံမှာအလူကဌာနဖွဲ့လက်ခါရတ္တိမြောက်ကိုဆက်လက်ဆောင်ရည်နေကြောင်းသိရပါတယ်။အဝေးရောက်အမြင့်ဒေသမှာသာသနာဆွေတော်မျိုးတော်နာနေဖြစ်အမြင့်ဒေသမှာသာသနာဆွေတော်မျိုးတော်များနေဖြင့်ထီတော်အသည့်တင်းလုံးနိုင်ရန်ဝိုင်းဝန်းလှူဒန်းကြရန်လဲကိုပကဖွဲ့ကကြေညာထားကြောင်းသိရပါ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရုရှားငါးဖမ်းရရင်ကိုတက်မတော်ကြီးကကယ်ဆယ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရုရှားနိုင်ငံငါးဖမ်းရရင်တစည်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းနှင်လာတဲ့ရာသီဥတုကြောင့်လမ်းကြောင်းပျောက်ပြီးမြမရေပိုင်နယ်တွင်မျောပါလာခဲ့တဲ့အတွက်မြမတက်မတော်ကြီးစစ်ရင်ရင်ကလာရောက်ကူညီကယ်ဆယ်ခဲ့တယ်လို့မြမနိုင်ငံဆိုင်ရာရုရှားတယ်ယုံကစက်တင်ဘာလ30ရက်နေ့မှာထုတ်ပြန်ပါတယ်ရင်ရင်မှုမစ္စတာ AI မာဇင်မောင်းနှင်လာတဲ့ဗီလင်ငါးဖမ်းရရာရုရှားနိုင်ငံ ဗလာဒီဗော့စတော့စစ်ကမ်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံခြေတကောင်းစစ်ကမ်းကိုမောင်းနေလာတဲ့ရာသီဥတုပြောင်းလဲမှုကြောင့်လမ်းကြောင်းပျောက်ပြီးမြမရေပိုင်နယ်တွင်မြေပါခဲ့ကြောင်းစက်တင်ဘာလ23ရက်နေ့မှာအကြောင်းကြားခဲ့တာဖြစ်ပါတယ်။အခုလိုမြေပါလာတဲ့အတွက်ကြောက်ဆောင်နေစီဥတီနေပြီးရင်းရင်ပြတ်ဖို့နှိစက်ချိန်အလွန်မြင့်မားလာတာကြောင့်ရင်းရင်ပေါ်ပါရုရှားနိုင်ငံသားအဖွဲ့9ယောက်ရဲ့အသက်အန္တရာယ်ရှိလာတဲ့အတွက်ငါးဖမ်းရင်ရင်မှုနဲ့ရေပိုင်ရှင်တို့ဟာ စက်တင်ဘာလ18ရက်နေ့မှာမြန်မာကမ်းခြေဆောင်တပ်ဖွဲ့ထံအကူအညီတောင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြရသိရပါတယ်။ယခုဖြစ်စဉ်ကိုမြန်မာရေတပ်ဟာမုံတိုင်းတိုက်ခတ်နေတဲ့အချိန်ဒီကြားတဲ့ Feelings အဖမ်းရရင်ကိုဆွေယူလာပြီးပြုတ်ပြင်းတဲ့နေရာတိလိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းအဖမ်းရရင်ကိုပြန်လည်ပြုတ်ပြင်းမှုတွေပြီးမှာတော့မြန်မာရေပိုင်နက်ကပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ထုတ်ပြန်ကြများရသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဒေါ်လာဈေး ကျက်၄00အောင်ကျဆင်းလာပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်ပနိုင်ငံငွေကြေးဈေးကွက်မှာအမေရိကန်ငွေလဲလှယ်နှုန်း၄00အောင်ကျဆင်းလာကြောင်းပြည်ပဈေးကွက်တွင်မှစုံစမ်းသိရှိရပါတယ်။အခုဘက်တွင်ငွေလဲလှယ်နှုန်းစတိုက်ကျဆင်းလျက်ရှိပြီးဒေါ်လာ၄105ကျပ်မှ3955ကျပ်ထိကျဆင်းလာကြောင်းထို့ပြင်ဈေးကွက်တွင်အယောင်းဝယ်အေးလျက်ရှိကြောင်းလည်းသိရပါတယ်။ငွေလဲလှယ်နှုန်းကျဆင်းတော်လဲရွှေစိမ်းနှုန်းဟာ ကမ္ဘာဈေးကြောင့်တစ်ချက်သားမှာကျပ်380ဝန်းကျင်ရှိနေကြောင်းသိရပါတယ်။ထို့ပြင်ဘိုးဘန်နေဖြင့် CMB ကုမ္ပဏီများထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေများထဲမှာအမေရိကန်ဒေါ်လာ1.63တန်းသန်းကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများထံအော်တိုဘားလ2ရက်နေမှာထုတ်ပြီးရောင်းချပေးခဲ့ကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဘိုက်ကော်မာရေကြီးမှုကြောင့်စပန်းကင်းဧကတရာထပ်မင်းနှမြုပ်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ပြားပြင်းနယ်လိုက်ကောမြို့မှာဘလူးချောင်းရေမြင့်တက်လာတဲ့အတွက်မြင်းနေပိုင်းရက်ကတ်တွေမှာရေဝင်ရောက်ပြီးစပားဆိုင်ခင်းဧကတရားထက်မနည်းနှိမ့်မြုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လိုက်ကောဒေသအတွင်းရေကြီးနေတာဟာဆယ်ရဲဝင်းကျင်ကြာမြင့်နေပြီဖြစ်တယ်လို့လည်းသိရပြီးပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကစလို့မိုးပြဲဆယ်ကိုရေပေါက်ချတဲ့အတွက်ဘလူးချောင်းရေရှောင်တက်လာကချောင်းနှပေးကရက်ကတ်တွေရေဝင်ရောက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလိုက်ကောမြို့တွင်း တောင်စီရှမ်းပိုင်းမင်းစုဒေါ်နိုတူဒေါ်ဥခုဒေါ်တမရွှေတောင်နန့်ကော့စတဲ့ရက်ကွက်တွေမှာရေဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ရေဝင်ရောက်ရာအနိုင်ပိုင်းရက်ကွက်တွေကဒေသခံတွေဟာအမြင့်ပိုင်းရက်ကွက်တွေသို့ပြောင်းရွှေ့နေထိုင်ရပြီးလက်ရှိအချိန်ထိကယ်ဆယ်ရေးစကန်တွေဖွင့်ထားတာမျိုးတော့မရှိသေးဘူးလို့ဆိုပါတယ်။ဘိုင်ကောမြို့ဟာမိုးရာသီရောက်တိုင်းရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်တဲ့အတွက်ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ရင်းနှုံပြောင်းတွေကိုတူဖော်ထားကြတာကြောင့် ယခုလက်ရှိအချိန်ထိပြီးခဲ့တဲ့2024ကလောက်ရေမကြီးသေးတာဖြစ်တယ်လို့သိရပါတယ်နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေရဝါရောင်စင်သတ်မှတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အကောင့်နဲ့မုံတိုင်းရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်သို့ဥတီရွေးရှားမဲ့အခြေအနေမရှိသေးတာကြောင့်အဝါရောင်စစ်သတ်မှတ်ထားတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအောက်တိုဘာလ2ရက် မနက်9နာရီချင်းကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ2ရက်မနက်9နာရီခွဲချိန်တိုင်းတော်ချက်တွေရဘင်္ဂလားပင်လယ်ော်နောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာမြောက်အနောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးပုံမအကောင်းလာကဘင်္ဂလားပင်လယ်ော်အနောက်ပိုင်းနဲ့သူနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာအကောင်းတဲ့မုန်တိုင်းတစ်ခုဖြစ်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ခုဖော်ပြပေးခဲ့တာကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့စည်ရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကို ကောင်းထုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါသည်ခင်ဗျာ